ားလုံးပဲမင်္ဂလာပါ Channel 5မှာကြိုဆိုပါရစေ။ဒီနေ့မှာတော့ရာဇဝင်တဲကမဲနန်ဆိုတဲ့ထိုင်းဇလံတွဲလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဇလံတွဲလေးကတော့ Channel 3ထိုင်းလန်ရုပ်တန်လိုင်းမှာ ထုံလွှင့်ပြသနေတဲ့ဇလံတွဲလေးတစ်ခုဖြစ်ပါတယ်။ဒီဇလံတွဲလေးကတော့ထိုင်းရိုးရာရဲ့ရာဇဝင်တစ်ပုဒ်ဖြစ်တဲ့မဲနန်နဲ့ဖီမာတို့ရဲ့အချစ်ရာဇဝင်ကိုဇလံတွဲအနေနဲ့ပုံဖော်ရိုက်ကူထားတာပဲဖြစ်ပါတယ်။ထိုင်းနာမည်ကြီးရိုးရာ ပုံပြဖြစ်တဲ့မဲနန်နဲ့ဖီမာတို့ရဲ့အချစ်ဇလံကိုတော့ ဆက်လံဖြစ်စေဆက်လံတွဲဖြစ်စေ version အမျိုးမျိုးနဲ့ထွက်ရှိခဲ့ပါတယ်။ version အမျိုးမျိုးထွက်လာတဲ့အခါမှာလည်းပြည်သက်ကြီးကအရန်ကြိုက်တွေ့ပြီးအားပေးခဲ့ကြပါတယ်။အခု2024မှာတော့ The Legend of Nana ဆိုတဲ့ Channel 3ထိုင်းလန်ကရိုက်ကူးတဲ့ version နဲ့ကြည့်ရှုကြရအောင်မှာပဲဖြစ်ပါတယ်။ဒီရာဇဝင်တဲကမဲနဲ့ဆက်လံတွဲလေးကလည်းအရင် version တွေလိုပဲဆက်လံဆက်အိမ်အတူတူပဲဖြစ်ပါတယ်။ဆက်လံအစမှာပဲမင်းသားလေးဖိမက နိုင်ငံတော်အတွက်အသက်ပေးကတိုက်ပွဲဝင်နေပါတယ်။ တိုက်ပွဲတွေစစ်ပွဲတွေဘလောက်ပဲကြမ်းထမ်းပါစေအိမ်မှာဇနီးဖြစ်သူမဲနန်စောက်မြော်နေရဆိုရဲအသေးစိတ်လေးနဲ့ကြိုးစားတိုက်ခိုက်ခဲ့ပါတယ်ဒီမှာဆက်ထဲကိုဝင်ရတဲ့အချိန်မှာလဲမဲနန်မှာကိုုံလာစိတ်ရှိနေပြီပဲဖြစ်ပါတယ်ကံမကောင်းဆောင်နဲ့ပဲဖီမာတယောက်စစ်ပွဲမှာဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပါတယ်ဒါပေမဲ့လဲဘုန်းတော်ကြီးတစ်ပါးကဖီမာကိုကယ်ဆယ်ပြီးကုသပေးခဲ့တာကြောင့်အသက်ပြန်ရှင်လာနိုင်ခဲ့ပါတယ်ဖီမာအသက်ပြန်ရှင်လာတဲ့အခါမှာ သူ့ကိုကတင်ခဲ့တဲ့ဘုန်းတော်ကြီးကိုကျေးဇူးတင်စကားပြောပြီးမန်နန်ရှိတဲ့ဖရာခနုံဆိုတဲ့နယ်မြို့လေးကိုပြန်သွားပါတော့တယ်။ဖိမဟာဖရာခနုံကိုပြန်တဲ့အခါမှာတငယ်ချင်းတွေနဲ့ပြန်လဲဆုတ်တိတ်နိုင်ခဲ့ပြီးစီစီကားကားအိမ်ပြန်နိုင်ခဲ့ပါတယ်။ဖိမတယောက်မန်နန်မွေးလာမဲ့ကလေးလေးအတွက်နာမည်လဲကြိုတင်စဉ်စားမှတ်ခေါ်နေခဲ့ပါတယ်။ဒါအပြင်ဖိမဟာသူနဲ့မန်နန်နဲ့စတင်တွေ့ဆုံစဉ်ကကြည်နူးစရာအချိန်လေးတွေကိုပါတန်းတားနေမိပါတယ်။ မန်နန်ရဲ့ဖီမာတို့ဟာဘုံကြီးချောင်းကတနေရာမှာတွေးဆောင်ခဲ့ပါတယ်။မန်နန်ရဲ့မိဖနှစ်ပါးကမန်နန်ကိုသူမကြိုက်တဲ့ယောက်ျားလေးတစ်ယောက်နဲ့ပေးစားဖို့ကြံရွယ်နေပါတယ်။မန်နန်လည်းအင်ကားထွက်ပြေးလာရင်ဖီမတ်နဲ့တွေးဆောင်ခဲ့ရပဲဖြစ်ပါတယ်။မန်နန်နဲ့ဖီမတ်တို့စတင်တွေးဆောင်ချိန်မှာတင်သူတို့နှစ်ဦးကဘူးစာဖက်တွေဖြစ်ကြောင်းနှလုံးသားကသိရှိသွားခဲ့ပါတယ်။ဒါကြောင့်လည်းဖီမတ်ဟာအချိန်ဆွဲမနေတော့ပဲမန်နန်ကိုစတင်ပူပန်ပါတော့တယ်။ မဲနက်ဟာဖရာကနုံရဲ့တခြားမင်းကလေးတွေနဲ့မတူဘဲစပင်ရှီထားကအရန်လှပနေပါတယ်။ဖီမာကဘာကြောင့်စပင်ရှီထားတာလဲလို့မဲနက်ကိုမေးလိုက်ပါတယ်။မဲနက်ကတော့သူဟာမွေးကတဲ့ကချူချာတဲ့အတွက်စပင်တူထားရင်အမြဲတမ်းဖျားနာတတ်တာကြောင့်စပင်ရှီထားရတဲ့အကြောင်းဖီမာကိုရှင်းလင်းပြောပြပါတယ်။ဖီမာကတော့မဲနက်ဟာစပင်ရှီလေးနဲ့အရန်လိုက်ဖက်တဲ့ကြောင်းပြောပါတယ်။ဒီလိုနဲ့မဲနက်နဲ့ဖီမာတို့ပုံမှန်ရင်းနှီးလာခဲ့ပါတယ်။ မန်းနန်တယောက်အိမ်ကလူကြီးတွေကသူမကြိုက်တဲ့ယောက်ျားလေးနဲ့အတင်းလက်ထပ်ခိုင်းတဲ့အခါမန်းနန်နဲ့ဖီမာရိုရဲ့တန်ရုံးစင်ကလည်းတဖြည်းဖြည်းတိုးလာပြီးချစ်မိသွားတဲ့အခါဘာရီဆက်ဖြစ်မလဲဆိုတာကိုတော့အရန်စိတ်ဝင်စားဖွယ်ရကောင်းတဲ့မန်းနန်နဲ့ဖီမာရိုရဲ့အချစ်ဇက်လန်ကိုရိုက်ကူးပုံဖော်ထားတဲ့ The Legend of Nana ဆိုတဲ့ထိုင်းဇက်လန်တွေလေးမှာကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်2023ခုနှစ်ကထွက်ရှိခဲ့တဲ့ဖီမတ်ရုပ်ရှင်ဇာတ်ကားကတော့ မာရီယိုနဲ့မိုင်းဒဝီကာတို့အဓိကသေဆောင်ထားကြပြီးကမ္ဘာတဝန်းလုံးကပြည်သက်တွေရဲ့ယင်တဲ့ရအောင်သေဆောင်နိုင်ခဲ့ကြပါတယ်။မာရီယိုကလည်းဖိမတ်ဇက်ကာနဲ့ပဲအရန်နာမည်ကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်လာခဲ့တယ်လို့ပြောရင်လည်းမမှားပါဘူး။အခု2024မှာအသက်ထွက်ရှိလာတဲ့ဒီ The Legend of Nana ဆလန်ဒွဲကရောပြည်သက်တွေယင်တဲ့အထိရောက်နိုင်ပါမလားဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုကြမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးတွေလည်းဒီမှာပဲအဆုံးသတ်လိုက်ပါစေ။ ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့သူတိုင်းလည်းကျေးဇူးများတင်ရှိပါတယ်။ Channel လေးကိုလည်း Subscribe လုပ်ပေးသွားပြီးတော့ notification ခလောင်းလေးလည်းနှိပ်သွားဖို့လုံးဝမမိတ်ပါနဲ့ဦးနော်။